မင်္ဂလာပါရှင်ရှဲကိုမီဒီယာကကြိုဆိုပါရယ်ပညာရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်ဆိုရအဖွဲ့တို့ပူးပေါင်းကျင်းပသည့်ចောင်းပြင်ပပညာရေးကဏ္ဍလုပ်ငန်းများဖွံ့ဖွဲ့ကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် ပညာရေးဝန်ကြီးဌာနနဲ့ရှမ်းပြည်နယ်ဆိုရအဖွဲ့တို့ပူးပေါင်းကျင်းပသည့်ချောင်းပြင်ပပညာရေးကဏ္ဍလုပ်ငန်းများဖြစ်သည့်စင်ဆက်ပညာရေးလုပ်ငန်းအသည့်ပညာပေးခြင်းဆိုင်ရာရပ်တိုသင်တန်းနဲ့ချောင်းပြင်ပပညာရေးလုပ်ငန်းများဖွံ့ဖွဲ့ကိုဇူလိုင်လ၂ရက်နေ့နနက်9:00နာရီချိန်တွင် တောင်ကြီးမြို့မြို့တော်ခမ်းမ၌ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးလမ်းညွှန်ချက်အရာပညာရေးဝန်ကြီးဌာနချောင်းပြင်ပါနှင့်တသက်တာပညာရေးဦးစီးဌာနကရခင်စင်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်ခဲ့သည့်စာဖက်ဝိုင်းများမှစာတင်သားများနှင့်အခြေခံပညာမူလတန်းအစဉ်ပြည်မြောက်သူများကိုထပ်မံဆင်းရင်ကောက်ယူပြီး extensive study အနေဖြင့်အသည့်ပညာပေးခြင်းဆိုင်ရာရက် ိုတင်နန်း45ရက်ဆောင်ရမည်ကိုတည်ရသည့်အတွက်အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနေပြတဲ့နန်း9ရက်ဆောင်ရမှာဖြစ်ပြီးတင်နန်းတက်ရောက်ကြမည်တောင်ကြီးရက်ဆောင်ဟိုပုံလဲချာနမ်စံတောင်နဲ့ကွန်ဟဲမြို့နယ်များမှာအခြေခံဆရာဆရာမများကိုလည်းကျေးဇူးတင်ရှိပါကြောင်း အထွေထွေအစိုးရဦးစီးဌာနနဲ့ရှမ်းပြည်နယ်ပညာရေးမှုရုံးတို့ပူးပေါင်းဆင်းရဲကောက်ယူရရှိထားသည့်စာတင်သားရေးဒရမာတောင်ကြီးမြို့နယ်တွင်162ဦးရဲဆောင်မြို့နယ်တွင်20ဦးဟိုပုံးမြို့နယ်တွင်131ဦးလေးချားမြို့နယ်တွင်15ဦးနမ်စံတောင်မြို့နယ်တွင်30ဦးနဲ့ကွန်ဟင်းမြို့နယ်တွင်18ဦးစုစုပေါင်း356ဦးရှိပြီးစာတင်ဝိုင်း32ဝိုင်းနဲ့ကြီးကျက်59ဦးဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသော စာသင်ဝိုင်းများကိုတက်မှတ်ရံများအတွင်တင်ကြားနိုင်ရေခရိုင်မြို့နယ်ရက်ွက်ကျေးရွာအစဉ်စင်မှာတာဝန်ရှိသူများကစနစ်တကျစက်မှတ်ဆောင်ရွက်ပေးကြစီလိုကြောင်းကလေးများသည့်အကြောင်းမျိုးမျိုးကြောင့်ကြောင်းတက်ခွင့်ဆုံးရှုံးခဲ့ရသည့်အတွက်ဒုတိယအကြိမ်ခွင့်အရေး second chance အနေဖြင့်စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်၍တာဝန်ရှိသူများအုပ်ထိန်သူများဆရာဆရာမများကပူးပေါင်းပြီးကလေးများ၏အခွင့်အရေးကိုမဆုံးရှုံးရအောင်ဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြား ားသွားခဲ့ပါတယ်။ထို့နောက်ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးနေမျိုးလိုင်ကမြန်မာနိုင်ငံတွင်တိုင်းရင်းသားလူနေစုအဖွဲ့အစည်းများနဲ့ဝေးလံခေါင်ပြဒေသများ၌နေထိုင်သူများအပေါင်းဝင် လူဖွဲ့စည်းအားလုံးအတွက်ပုံမိုကျေပြန့်သည့်ပညာသင်ယူမှုအခွင့်အလမ်းများပေးခြင်းဖြင့်လူတိုင်းကျုံးဝင်သည့်ပညာရေးစနစ်ဖြစ်ပေါ်လာစေရန်ရည်ရဲပါကြောင်း ရှမ်းပြည်နယ်တွင်ကျောင်းပြင်ပပညာရေးအနေဖြင့်2024-2025ပညာသင်နှင့်ကျောင်းပြင်ပမူလာတန်းကျောင်းသားဦးရေ210ဦး၊ကျောင်းပြင်ပအလဲတန်းကျောင်းသားဦးရေ25ဦးတွေ့ရှိရပါကြောင်း 2025-2026ပညာသင်နှစ်တွင်ကျောင်းပြင်ပမူလာတန်းကျောင်းသား320ဦးကျောင်းပြင်ပအလဲတန်းကျောင်းသား119ဦးရှိကြောင်းသိရှိရပြီးယခုရှမ်းပြည်နယ်အတွင်းဆောင်ရွက်မည်ကျောင်းပြင်ပပညာရေးလုပ်ငန်းများသည်ရှမ်းပြည်နယ်ဆိုရ၏ပံ့ပိုးဆောင်ရွက်မှုဖြင့်ပုံမှုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းပြောကြားသွားကြောင်းသိရှိရပါသည် ဆက်လက်၍ပညာရေးဝန်ကြီးဌာနအကြောင်းပြင်ပါနှင့်တသက်တာပညာရေးဦးစီးဌာနညွန်ကြားရေးမှုချုပ်ဦးတန်စင်ထွန်းကအကြောင်းပြင်ပါပညာရေးကဏ္ဍများနှင့်ဆက်လင်း၍ရှင်းလင်းပြောကြားပြီးပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးနေမျိုးလိုင်းကစင်ဆက်ပညာရေးစာစဉ်နှင့်တင်နီလန်းညွန်များကိုပေးအပ်ရာရှမ်ပြည်နယ်ဆိုရအဖွဲ့ပြည်နယ်တယံဇာတရေးရာဝန်ကြီးဦးဆိုင်လိုက်ကလကောင်ညွန်ကြားရေးမှုချုပ်ဦးတန်စင်ထွန်းကအကြောင်းပြင်ပါပညာရေးစာအုပ်များကိုပေးအပ်ရာရှမ်ပြည်နယ်ပညာရေးမှုရုံးမှ ညွန်ကြားရေးမှူးဒေါ်ရင်မင်းစုက၎င်းလက်ခံရယူပြီးစုပေါင်းမတန်တင်တပုံရိုက်ကူ၍ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့ဒုတိယဝင်ကြီးတို့ကအခမ်းအနားတက်ရောက်လာကြသူများနှင့်ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည် ထို့အပြင်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးအောင်ဝန်ကြီးတာဝန်ရှိသူများနှင့်အတူဇူလိုင်လ၁ရက်နေ့ညနေ၄နာရီခွဲအချိန်တွင်မြို့ပြနှင့်ခြေလက်ကွာဟမှုမရှိစေရေးခြေလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးဆောင်ရွက်လျက်ရှိသည့်တောင်ကြီးမြို့နယ်ထီပေါင်းကျေးရွာအုပ်စုနှင့်နမ့်စီကျေးရွာအုပ်စုကျေးရွာချင်းဆက်လမ်းလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုခွင်းစင်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်ကလမ်းနဲ့နမိတ်ကိုတည်တည်ကြကြသတ်မှတ်ပေးရတဲ့လမ်းများပေါ်ရေတင်ကြမှုမရှိစေရန်လမ်းဘေးရေနှုံများများစနစ်တကျဆောင်ရွက်ပေးရန်သက်ဆိုင်ရာတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။